အားလုံးညီမများအားလုံးကောင်းတော့ညချမ်းပါဗျဒီနေ့ကတော့လာရှိုးတရင်နဲ့ပတ်သက်ပြီးအားလုံးကိုဦးစင်ပြည်သူများအားလုံးသုံးတက်ပြကြင်ပါတယ်ဗျလာရှိုးနဲ့ပတ်သက်ပြီးမှဦးစင်တို့ကြတော့နှိပ်ပြီးမှအရင်ရက်တည်းကလာရှိုးနဲ့ပတ်သက်ပြီးဘာလို့မပြောတာလဲလို့အရှင်ဘုရားဆိုတော့လူတွေပြောရင် ပြောကြအောင်ဝေဖန်ကြပါဗျတရင်ကိုမတိကြမခိုင်လို့ရင်ဦးစင်တို့ကြတော့မပြောချင်ဘူးဗျ တိတိကျကျခိုင်ခိုင်လုံလုံနဲ့တိကျမှသာလင်ပြောရတာကောင်းနေပါနော်အဲ့တော့ဦးဇင်းတို့လာရှုတဲ့ဘက်တက်ပြီးပထမဆုံးယဉ်ဓုမနာဖြစ်တာဟုတ်လားပထမဆုံးပေါ့ဗျအိတ်မထိအိတ်လို့မရနေလို့ထိုင်လို့မရဟိုလိုပေါ့နော်ဟိုဟာဆိုတော့ပူပူပင်တော့ကတွေပူဆွေးနေရဘူးယဉ်နေနှလုံးသားထဲမှာအပူမီးတွေတောက်လောင်ပြီးမှမခံမရနိုင်ဖြစ်တာပေါ့ဗျာနော်အဲ့လိုဖြစ်တော့လဲဘာမှလုပ်မရတာကတော့ ရင်ထုမနာခံစားလိုက်ရတော့ PDF တွေတော့ ING တွေအဖွဲ့တွေရောပါပြီကနော်။ငွေတို့တွေကိုကြည့်လိုက်တယ်အဲ့လိုအစားတော့ပြောကြပြန်လာရှိုးကြီးပေးရတော့လာရှိုးကြီးကိုပြရတော့ MND ကိုမကျင်းထမှုတွေတို့ရင်ဖွင့်ကြပေါ့။အာနောက်ကြတော့တို့ပြန်ပြီးမှနှိမ့်တယ်။ဟာတရုတ်ကိုထုတ်အပ်လိုက်တယ်တရုတ်ကိုပေးလိုက်တယ်။ဟာတရုတ်ကိုရောင်းစားလိုက်တယ်ဆိုရင်မှပြန်ပြီးမှဒီအထက်မှာဝါဝါရတွေကျွန်တော်တို့ဖြန့်နိုင်ပေးရပါလိုက်မယ်ထင်ပါတယ်ကနော်။တွေ့ရလိုက်မယ်ထင်ပါတယ်။ဥစဉ်တစ်ခုတော့အဲ့လိုကိုပြောပြနိုင်ပြောပြမှာပြောပြနိုင်တာကတော့တို့တို့ပြောလို့အရှုံမှာ PDF တွေမှာများစွာပြဆက်လိုက်ရပါတယ်။ အဲ့ဒီမှာဦးဇင်းတို့ DNA ရဲ့ A ရဲ့ KI ရဲ့ PDI ရဲ့အချိန်တိုင်းတော့အဲ့မှာ DNA တို့ခင်ဗျားတို့ A တို့ KI တို့တို့ရဲ့ setting မိုင်းတွေကိုလည်းကြည့်ထားပါဘယ်လောက်ဆိုတော့ PDI အားကိုးနဲ့မိုက်နေလားဘယ်လောက်ဆိုတော့တိတ်ပြီးမှမရှိဘူးဘယ်လောက်ဆိုတော့ DNA ကိုပြောတာ PDI အားကိုးနဲ့မိုက်တယ်ခင်ဗျားထွေးမြေနိုင်ဆိုတာလည်းမယုံကြောက်ကြည့်လားခင်ဗျားအချင်းချင်းတို့တွေထွေးမြေနိုင်အချင်းနဲ့မြန်မာဒီထွေးမြေရခိုင်တိုင်းနဲ့မှာရထွေးမြေနိုင်လုံးလုံးပြောက်သွားလိုက်မယ်ထွေးမြေနိုင်လုံးလုံးပြောက်သွားလိုက် မတရားမှုတွေတို့တို့ရခိုင်ချင်းချင်းတွန်းလှန်လာလိုက်မယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လာရှိုးအခြေအနေနဲ့ပတ်သက်ပြီးပောက်ကိုတော့တုံးသက်ချက်ကိုတင်ဆက်ပေးခြင်းပါတယ် ANDAA တပ်ဖွဲ့ကလာရှိုးတွင်စစ်ကောင်စီတပ်သား300တာနေထိုင်တပ်ဆွဲခွင့်ပြုတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်တရုတ်ရဲ့ကြားဝင်ညှိနှိုင်းမှုဖြင့်စစ်ကောင်စီမှပြန်လည်ရရှိခဲ့တဲ့လာရှိုးမျိုးတွင် ANDAA တပ်ဖွဲ့ မှစက္ကစတတ300တာနေထိုင်တက်ဆွဲခွင့်ပြုထားတယ်လို့သိရပါတယ်။ဧပြီလ22ရက်ယနေ့မနက်ပိုင်းမှာစတင်ပြီးစစ်ကောင်စီရုတ်တန်းများဟာတန်ရမ်းမိုင်းရဲ့လာရှိုးလမ်းကြောင်းမှတဆင့်လာရှိုးမြို့တွင်းသို့ရောက်ရှိခဲ့ပြီးလက်ရှိအချိန်မှာနေရာချထားမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ စစ်ကောင်စီကိုအင်အား300ပဲလာရှုမှအခြေချဖို့ခွင့်ပေးထားတာဒီနေ့လာတဲ့ဆိုတဲ့ကားတန်းကလည်းအဓိကရုံတုံးပစ္စည်းတွေတင်လာကြတာပါဟု NNDAA တပ်ဖွဲ့နဲ့နှိဆက်သူတဦးမှပြောပါရယ်ဒါအပြင် လာရှုမျိုးကိုစုမိုးထားတဲ့နေရာတွေအကုန်လုံးကို NNDAA တပ်ဖွဲ့မှဆက်လက်တဆွဲထားမိဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုစစ်အင်အားတမကလက်နက်အင်အားနဲ့ပတ်သက်ပြီးတော့ပါကန့်တတ်ထားတယ်လို့လည်းသိရပါရယ် ဒီနေ့လာတဲ့ရုတ်တန်းရဲ့ point guard တွေမှာပါတဲ့လက်နက်လောက်ပဲလာရှုမျိုးကိုတဲခွင်းပေးထားပါတယ်ဟုအဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါတယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်လာရှုကို NDA နှင့်တော်လန်ရေးတပ်ဖွဲ့တွေက2024ခုနှစ်ဩဂုတ်လအတွင်းတင်ပိုက်နိုင်ခဲ့ပြီးစစ်တပ်သမိုင်းတလျှောက်ပထမဦးဆုံးလက်လွတ်ခဲ့ရတဲ့တိုင်းစစ်ဌာနချုပ်တစ်ခုလည်းဖြစ်ပါတယ်ကဲအားလုံးညီများအားလုံးကောင်းတော့ညချမ်းပါဗျဒီနေ့ကတော့လာရှုတဲ့င်းနဲ့ပတ်သက်ပြီးအားလုံးကိုဦးစင်း ပြည်သူများအားလုံးသုံးသပ်ကြကြပါလေဗျ။လာချိုးနဲ့ပတ်သက်ပြီးမှဥစဉ်တို့ကြတော့နှိပ်ပြီးမှအရင်ရက်တည်းကလာချိုးနဲ့ပတ်သက်ပြီးဘာလို့မပြောတာလဲလို့အရှင်ဗျာဆိုတော့လူဒီပြောရင်ပြောကြအောင်ဝေဖန်ကြရပါဘို့။တရင်ကမတိကြမခိုင်းလို့ရင်ဥစဉ်တို့ကြတော့မပြောကြင်ဘူးဗျ။တိတိကြကြခိုင်းခိုင်းလုံးနဲ့တိကြမှသာလေပြောရတာကောင်းတယ်ဗျာနော်။အဲ့တော့ဥစဉ်တို့လာချိုးနဲ့ပတ်သက်ပြီးပထမဆုံးရင်ထုမနာဖြစ်တာဟုတ်လား။ပထမဆုံးပေါ့ဗျအိမ်မထိအိတ်လို့မရနေလို့ထိုင်လို့မရဘူးလားလို့ပေါ့နော်။ပထမဆုံးတော့ဘုံတော့ကလေးပူဆွေးနေရပါဘို့။ရင်ထဲနှလုံးသားထဲမှာအပူမီးတွေတောက်လောင်ပြီးမှ ခံမရနိုင်ဖြစ်ထားပေါ့ဗျာနော်အဲ့လိုဖြစ်တော့လဲဘာမှလုပ်မရတာကတော့ရင်ထုမနာခံစားလိုက်ရတော့ PDF တွေ ING အဖွဲ့တွေရောပြီလားနော်အောက်ဆုံးတို့တွေကိုကြည့်လိုက်တယ်အဲ့လိုအစားတော့ပြောကြပြန်လာရှိုးကြီးပေးရတော့နောက်ဆုံးရုပ်ပြရတော့ MND ကိုမကျင်းထမှုတွေတို့ရင်ဖွင့်ကြဘူးအာနောက်ကြတော့တို့ပြန်ပြီးမှနှိမ့်တယ်ဟာတရုတ်ကိုထုတ်အပ်လိုက်တယ်တရုတ်ကိုပေးလိုက်တယ်အာတရုတ်ကိုရောင်းစားလိုက်တယ်ဆိုရင်မှပြန်ပြီးမှဒီအထက်မှာဝါဝါရတွေကျွန်တော်တို့ဖြတ်နိုင်တွေးရပါလိုက်မယ်ထင်ပါတယ်ဗျာနော်တွေးရလိုက်မယ်ထင်ပါတယ်ဦးစင်းတခုတော့အားလုံးကိုပြောပြနိုင်ပြောပြမှာပြောပြနိုင်တာကတော့တို့တို့ပြောရလို့ အားရှုံမှာ PDF တွေမများစွာပြည့်စက်လိုက်ရပါတယ်။အဲဒီမှာဥစဉ်တော့ DNA ရဲ့ A ရဲ့ KI ရဲ့ PDF ရဲ့အချိန်တိုင်းတော့အဲဒီမှာ DNA တို့ခင်ဗျားတို့ A တို့ KI ရဲ့တို့သူတို့ရဲ့ setting mind တွေကိုလည်းကြည့်ထားပါ။ဘယ်လောက်ဆိုတာ PDF အားကိုးနဲ့မိုက်နေလား။ဘယ်လောက်ဆိုတာတိတ်ပြီးမှမရှိဘူး။ဘယ်လောက်ဆိုတာ DNA ကိုပြောတာ။ PDF အားကိုးနဲ့မိုက်တယ်။ခင်ဗျာထွေးမြေနိုင်ဆိုတာလည်းမြုံကြောက်ကြည့်လားခင်ဗျာအချင်းချင်းတို့တို့တွေထွေးမြေနိုင်ချင်းနဲ့မြန်မာဒီထွေးမြေရခိုင်တိုင်းနဲ့မှာရထွေးမြေနိုင်လိုလိုရင်းပြောက်သွားလိုက်မယ် ွေးမြင်နေလုံလုံးပြောက်သွားလိုက်မယ်အတရားမှုတွေတို့ရခိုင်ချင်းချင်းတွန်းလန်လာလိုက်မယ်တွန်းလန်လာလိုက်မယ်ခရိုင်ဆိုတာလဲထုံနီးတူစွာပဲအဲ့တော့ဦးဇင်းတို့ MND ရဲ့မှတ်ပါတယ် MND ကိုတရုတ်ကချုပ်ကင်ထားတယ်ဆိုတာမှတ်ပါတယ်ညင်းလို့ဘူးမမရအောင်ဘာဖြစ်လို့တို့ကဒီအကျန်းဖက်တဲ့နီလန်ကိုရွေးမှလဲရွေးမှလဲငင်းကနဲ့လန်ကိုတို့ရွေးချယ်မှာပေါ့ တကယ်လို့ဦးဇင်းတို့လာရှုံမြို့ကြီးကိုပြန်တိုက်ရင်လည်းမရနိုင်ဘူးလားတိုက်တိုက်ရရတာပဲကိုယ့်ဘက်ကလည်းပိတ်ဆက်ရပါပဲလည်းဆိုမပိတ်ဘဲထောင်ချီပိတ်ဆက်ရပါပဲဒါမှ၄-၅ခုလောက်နဲ့တိုက်ရလို့ရှိရင်လည်းအဲရတေပေါက်တွေများပဲဒါမှလည်းအခုမပိတ်ဆက်တဲ့တယောက်မှမတည်ရဲနဲ့ရပါလေအဲ့တော့အမေဒီတွေ့လဲကောင်းတယ်တို့လည်းမတည်ရတော့တို့လည်းတို့နေရာတို့ပြန်သွားတယ် MADD အဲ့ဒီ DNA နဲ့ A နဲ့ KIA နဲ့လုံးဝမတူ PDF နဲ့လုံးဝမတူဘူး လုံးဝလုံးဝတို့တို့ကမတူဘူး꿰ပြတယ်။ကြံတဲ့အဖွဲ၄ဘက်ဒီတို့ပြည်သူပေါ်မှာစက်ကြီးကောက်တယ်ကြမ်းဖက်တယ်။ MND တို့တို့ရဲ့သမိတ်တာအနာပဲ။တို့တို့ကထမမိတ်အနာတော့ဘယ်သူမှတို့လည်းမတူဘူးဗျာ။တို့တို့ရဲ့ခါပဲ။အဲ့တော့ဦးဇင်းတို့လာရှိုးမျိုးကြီးကိုတရုတ်ကိုရောင်းစားတာလည်းမဟုတ်ပါဘူးဗျာ။တရုတ်ကိုရောင်းစားတာလည်းမဟုတ်ပါဘူး။လာရှိုးမျိုးကိုပြန်ရအောင်လို့အတရုတ်ရဲ့အခုညီပါတယ်ဆိုရင်တော့ဒါမှန်ပါတယ်။ ါတော့အိန္ဒိအိန္ဒိချင်းနိုင်ငံဆိုတော့အိန္ဒိကောင်းချင်းပြီးတာရမလေမိတ်ဆွေကောင်းပြီးတာရမလေဟုတ်ထိုင်ထိုင်လည်းဒိုနီတူဆိုရယ်မိတ်ဆွေကောင်းပြီးတာပါပြီးတာပါပဲအိန္ဒိယအမျိုးမျိုးဝါဒဖြန်တယ်မိတ်ဆွေကောင်းပြီးတာလဲဒါကတော့ဟိုလာတဲ့ကြာအမေရိကန်နံပါတ်9တဲ့ဘလို့ဟိုလိုညာလိုမြန်မာပြည်ကြီးကိုဘလို့လားဘလို့လားတိုက်မှာရခိုင်ပြည်နယ်ကိုဘလို့ဘလို့အဲ့အဲ့အဲ့ယူနေကြဝါဒတွေဖြန်နေကြတာအမေရိကန်ကိုအုပ်ချုပ်နေဂျူပန်နေမှမဟုတ်တာအခုရှိတယ်အမေရိကန်နိုင်ငံမှာရှိတယ်ခင်ဗျပြပြခွက်ခေါက်တွေတော့မှာအချိန်မလဖြစ်နေတာ အဲ့တို့တို့ဒီအပိုင်းနဲ့ဘာဝါရအမျိုးမျိုးဖြန့်လိုက်ဝါရအမျိုးဖြန့်လိုက်ပီရီယက်ဒီဒီကြာဒီလာပိုင်းနဲ့မှာပီရီယက်တွေမရှိမလားခံလိုက်မယ်ပီရီယက်တွေကိုအမင်ဒီရတုံးချပါပြီနှိမ့်ထုတ်လိုက်ပြီဒါရှိသွားနေဒါရှိနေတော့ကိုပီရီယက်ကိုကတ်မခံတော့ဘူးပြန်နေခေါ်တဲ့ပလောင်ကလည်းတို့ကအလုံးချလိုက်မယ်ပလောင်ဒီပီရီယက်အကူနဲ့မိုက်နေရတာပြန်ရတော့တုံးချနေရကြပြီအေးရလည်းတုံးချနေရကြပြီ PDF ဒီလာရှုလို့ပဲဖြစ်မှာပဲ PDF ဒီလာရှုလို့ပဲဖြစ်သွားမှာပဲမပြောရင်စောင့်ကြည့်ပါဒါဥစဉ်တို့ရဲ့တုံးတက်ချက်ပါမြန်မာနိုင်ငံကြီးပြည်ပရဲ့ဩဇာအာဏာကမဟုတ်ဘူးပြည်ပခိုင်းနေမှာလုံနေရတာမဟုတ်ဘူးမယုတ်လဲအောက်ခံလဲမဟုတ်ဘူးအိန္ဒိချင်းနိုင်ငံဖြစ်လို့ကျွန်တော်အိန္ဒိချင်းအကောင်ပီတရမယ်အဲ့တော့ဒီနေရာမှာကြောက်ကတော့ကာကြောကြီးကိုတစ်ခါမှမချီကျူးဘူးကာကြောကြီးကိုလည်းဥစဉ်ချီကျူးကြောင်းတစ်ခါမှလည်းမပြောဘူးဒီဥလုံမှာတော့ကာကြောကြီးဥစဉ်ပြောလိုက်တာရှိသေးတာပဲ ီနေရာမှာတော့ကာကြက်ကိုချီကျူးရမှာပဲချီကျူးရမှာပဲဒီနေ့လက်ချင်တာဒါပဲတန်တမန်ကြီးရနဲ့သူ့အနဲ့အကုန်လုံးရအောင်လုပ်သွားတာအဲ့တော့ဦးဇင်းကဒီနေရာမှာပြောချင်တာ live show မြေကြီးရပါပြီ live show မြေကြီးမှာခုဖိုက်တန်ကောင်အင်အားတွေတော်တော်များများဝင်နေတယ်တမလို့ဝိုင်းရလူပြည်လူတွေလည်းဒီရပိုက်နဲ့မှဝင်လိုက်မယ်အဲ့တော့တမလို့ရားတွေရောရဲတွေရော MND တွေနေသွားတယ်နေသွားတဲ့အခါမှာအဲ့မှာပြည်လူတွေဒီမှာလန်ဒရားတွေစာကြည့်တွေတို့မကောက်ကြဘူးတို့ထိုက်တဲ့နဲ့ရာပဲယူထိုက်တဲ့နဲ့ရာပဲတို့ဟုတ်လား ဲ့တော့ဦးဇင်းတို့တရားမဝင်မဟုတ်ရင်ဘယ်လမ်းကြီးဘယ်တရဘယ်ဟာမှမကောက်ပါနဲ့လို့ဦးဇင်းတို့အနေနဲ့ဒါပြည်သူတွေရဲ့အကူအစားရောနိုင်ငံတော်ရဲ့အကူအစားရောအခုလိုကမြအာဂတိတွေနဲ့စကြေးတွေဟိုဟာတွေလဲဟိုဟာတွေလုတ်တဲ့အတွက်ကြောင့်ဒီမောရဘတ်ဒီရဲ့အာဂတိပဲလိုက်တဲ့အတွက်ကြောင့်မဖြစ်တင်မဲ့နဲ့ဖြစ်မဆုံးချုံးတဲ့မဲ့နဲ့ဆုံးရှုံးရတာတွေအများကြီးပဲဘုံမူကြီးတွေကလည်းစီဝိုင်းတမကြီးတွေဖြစ်လို့ဘုံမူကြီးတွေကလည်းမြေပွဲသားတွေဖြစ်လို့အများကြီးပဲပြူးလို့လည်းထုံလေးတူစွာပဲဘုံမူတွေအများစုကမြေပွဲသားတွေမှလည်းအဲ့လိုပြောရမကြိုက်ဘူးဘိုးကတော်တွေအများစုကမြေပွဲသားတွေများတယ် တခါတလေဦးစင်းတို့ဒီဘက်တချို့မြေတွေနေရလက်ညှိုးထိုးပြလို့ရတာဘရုမြေဒါဘရုနေရဒါဘယ်ကော်တော်ကလုတ်တယ်လက်ညှိုးထိုးပြလို့ရဦးစင်းတို့ကုန်ရှိပြီးသားအဲ့တော့ဒီလိုနိုင်ငံရေးချိန်ကာလကြီးမှာပေါ့နော် CYA မလုံးနဲ့လို့တော့မဆိုလိုပါဘူးဗျာနော်တကယ်စစ်တပ်စစ်တပ်ပြည်သားကြပါလို့ပဲပြောချင်ပါတယ်ဗျာနိုင်ငံတော်တစ္ဆာရှိကြပါလို့ပြောချင်ရင်လည်းပေါ့ကော်တော်ရဲ့ဒီနေရာမှာပဲဒီမှာချုပ်ပါတယ်ဗျာအလုံးစိတ်ချမ်းသာကိုကြီးကြမှာခြင်းမဲ့နဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်းပြီးတိုက်မြင့်တဲ့လူမျိုးဘာသာနာတို့ကိုစမ်းစမ်းတမန်ဆောင်ရွက်နိုင်ကြပါစေလို့ပေါ့ကော်တော်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဗျာ